မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့တောင်ကြီးမှာလူသေးအလောင်းကိစ္စကားနဲ့တိုက်ပြီးချိတ်ပါလာရကနေသေဆုံးတာဖြစ်ပြီးတော့တရခန်ကိုဖမ်းမိပြီးဆိုတဲ့အကြောင်းဖော်ပြပေးကြပါရစေတောင်ကြီးမြို့မြို့မရက်ကွက်မှာဒဏ်ရာရနေအမျိုးသားအလောင်းဟာဆုံးပြည့်ခံရတာမဟုတ်ဘဲနဲ့ကားတိုက်ပြီးတော့ချိတ်ပါလာတာဖြစ်ပြီးတော့တရခန်ကိုလည်းဖမ်းမိပြီးဖြစ်တဲ့အကြောင်းရက်စကန်နဲ့နီးစပ်တဲ့သတင်းမြစ်ကဆိုပါရစေ အော်ဝါလာ16ရက်နေ့ည7:00နာရီကအချိန်လောက်ကတောင်ကြီးမြို့မြို့မကြီးဆက်ဆန်ထွန်းလန်းမင်းမြို့လက်ဖက်ရည်ဆိုင်အနီးမှာတွေ့ရှိခဲ့တဲ့အမျိုးသားအလောင်းကိုကားနဲ့တိုက်သွားတဲ့သူကိုရမန်နေ့18ရက်ညနေပိုင်းမှာတောင်ကြီးမြို့နယ်အမှတ်တဲရဲစခန်းကဖမ်းဆီးရမိပြီဖြစ်ကြောင်းသိရပါဗျ။ရဲတွေရရှိထားတဲ့ CCTV မှတ်တမ်းအရဒီဖြစ်စဉ်မှာလူပြောများနေသလိုပဲအလောင်းဆုံးပြစ်တာမဟုတ်ပဲရင်မတော်တဆမှုကြောင့်သာ ဖြစ်တယ်လို့ရဲစခန်းနယ်နှိစက်တဲ့သတင်းမြစ်ကဆိုပါရယ် မနေ့ကအောက်တိုဘာ16ရက်ည7:00နာရီကျော်လောက်ကဆူနာမူနိဖျားဘက်ကိုသွားတယ်။9:00နာရီချိန်လောက်မှာဖျားကနေ ပြန်လာတယ်။ဖျားအစဉ်ဘိုးကျုံလန်အရောက်မှာ slow down တစ်ခု ရှိတယ်။အဲ့ဒီ slow down ကိုရောက်တဲ့အချိန်လမ်းဘေးမှာအိပ်ပျော်နေတဲ့သူကိုတိုက်မိတာဒရွတ်တိုက်ဆွဲပွားလာပြီးတော့မြို့မရဲဆက်ဆန့်ထွန်းလမ်းမှာကားကိုကိုယ်လိုက်တဲ့အချိန်မှာကားအောက်ပါလာတဲ့အမျိုးသားအလောင်းကပြုတ်ကျသွားတာရဲကအောက်တိုဘာ18ရက်မှာဖမ်းမိပြီးတော့သူကလည်းတိုက်မိခဲ့တောင်ဝန်ခံပါတယ်လို့ဆိုပါတယ် တေဆောင်းသူဟာလမ်းဘေးမှာအိပ်ပျော်နေတဲ့အသက်30ခန်းအင်ဂျင်ယာမဲ့အမျိုးသားတဦးဖြစ်ပြီးတော့ကားနဲ့အတိုက်ခံရပြီးတဲ့နောက်ပစိုးနယ်ကားအောက်မှာဒီော့တိုက်ချိတ်ပါသွားတာဖြစ်ကြောင်းသိရပါဗျ။ကားမောင်းသူဟာသူနေထိုင်တဲ့အိမ်ကိုရောက်ခါနေကားကွေ့လိုက်တဲ့အချိန်ကြာကမှလူတအူချိတ်ပါလာတာကိုသိပြီးတော့တိုက်မိတဲ့သူကိုလည်းအဲ့ဒီအတိုင်းထားခဲ့ပြီးတဲ့နောက်ကားကိုကန်ကြီးရက်ကွယ်ရွှေတောင်ကြားလမ်းမှာရှိတဲ့အသည့်မိတ်ဆွေအိမ်မှာထားခဲ့တဲ့ကြောင်းသိရပါဗျ။ ရှမန်နေ့အောက်တိုဘာ18ရက်ညနေ9နာရီကျော်ကမှတော့အမတ်တေရဲစခန်းကရဲတွေက CCTV မှတ်တမ်းပါကားနံဘက်ကနေတဆင့်တရားခံကို ဖမ်းမိခဲ့ကြောင်းလည်းသိရပါဗျ။တရားခံဟာကြောင်မဲမျိုးကဆစ်ဆောင်လာပြီးတော့အမှတ်134ဆက်ဆန့်ထုံးလမ်းမျိုးမရက်ွက်မှနေထိုင်ကစပင်းညက်လုပ်ငန်းလုပ်ကိုက်သူကိုဆိုင်စေဟန်ဖြစ်ကြောင်းသိရပါဗျ။သူကတော့အဖြူရောင် Honda Fit GK3 အမျိုးအစားရှင်နဲ့ မောင်းနေလာစဉ်မှာလမ်းဘေးမှာအိပ်ပျော်နေတဲ့သူကိုတိုက်မိတာကို မသိဘဲနဲ့ဆက်မောင်းလာမိတာဖြစ်တဲ့ကြောင့်သိရပါဗျ။တေဆောင်းသူကဂါရှိမှာ6ရောက်တန်လန်းထွက်ကလက်တက်လျှောက်ဒီယိုတိုက်ဆွဲပါလာတာကိုရရှိထားတဲ့ CCTV မှတ်တမ်းတပ်ပုံရသိရပါဗျ။အခင်းဖြစ်ရာဗိုလ်ချုပ်လမ်းနဲ့ဆက်ဆက်ထော်လမ်းတစ်လျှောက်မှာတော့ CCTV ကင်မရာဆက်လုံးကန်ရှိပေမဲ့ခုနှစ်လုံးပြက်စီးပြီးတော့သုံးလုံးသာအလုံးလို့ကြောင့်သတင်းမြစ်ကဆိုပါရရှင်ဆက်လက်ပြီးတော့ Air China ရဲ့ခီးတဲ့တင်လေယာဉ်က ပါဝါဘတ်မိတောင်တို့အရေးပေါ်စဉ်သက်ခဲ့ရတဲ့အကြောင်းဖော်ပြပေးကြပါရစေ။ Air China ရဲ့ခီးသက်တင်လေယာဉ်တစ်စင်းကတော့ခီးသက်တုံရဲ့လက်ဆွဲအိတ်ထဲမှာထည့်ထားတဲ့ပါဝါဘတ်မိတောင်ပြီးတဲ့နောက်အော်တိုဘာလ18ရက်စနေနေ့မှာရှန်ဟိုင်းကိုရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ခီးတဲ့တွေထိခိုက်တရာမရပဲဘေးကင်းကင်းနဲ့ဆင်းသက်နိုင်ခဲ့ပါတယ်။ဒီလေရင်ကတော့တရုတ်နိုင်ငံအရှိပိုင်းဟန်ဂျိုးကနေတောင်ကိုရီးယားနိုင်ငံဆိုနီမှာရှိတဲ့အင်ချွန်အင်တာနက်ရှင်နယ်အဲပေါ့ကိုပြတ်တန်းခဲ့တာလည်းဖြစ်ပါတယ်။ လေရဲအပေါ်ဘက်ပြင်ဆင်ထားတဲ့အခါမှာတင်ဆက်ထားတဲ့ခီးတဲ့တဦးရဲ့လက်ဆွဲအိတ်ထဲကလစ်သီယမ်ပါဝါဘက်တလုံးကတော့သူ့အလိုလိုမီးလောင်ခဲ့တာပါဒီလေကြောင်းလိုက်ကတရုတ်ဆိုရှယ်မီဒီယာပလက်ဖောင်းဝက်ပေါ်မှာလည်းထုတ်ပြန်ခဲ့ပါတယ်။လေရင်အမှုတန်းတွေကအခြေအနေကိုလှုပ်ထုံလုံနေတဲ့အတိုင်းချက်ချင်းကင်တွယ်ခဲ့ပြီးတော့ဘသူမှဒဏ်ရာရရှိခဲ့တာမရှိဘူးလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ခီးတဲ့တအုံရိုက်ကိုခဲ့တဲ့ဓာတ်ပုံတပုံမှာတော့အပေါ်ဘက်ပစ္စည်းသုံးလောင်ကန်းကနေမိရောက်တွေထွက်လာတာကိုတွေ့ရတယ်။ခီးတဲ့တအုံမိငိမ့်တတ်ဖို့ကြိုးစားနေတာတွေ့ရပြီးတော့လင်းရင်ကန်းထဲမှာမိခိုးမဲတွေရှိနေတယ်လို့လည်းဓာတ်ပုံမှာပြသထားပါရဲ့ရှင်။ဆက်လက်ပြီးတော့ကန်ဆာယောဂတဲ့အမေဝေဒနာသဲလာလို့ ငွေကျပ်9000နဲ့ဆေးရုံလာပြစင်မှာမိခင်ဖြစ်သူဆေးရုံမှာတည်ဆုံသွားလို့တကြိုးစရာစရိတ်မရှိတော့ဘူးလို့လူမှုကွန်ရက်အသင်းထံကိုအကူအညီတောင်းလာတဲ့အကြောင်းဖော်ပြပေးကြပါတယ်။ကင်ဆာရောဂါတဲ့မိခင်ဝေဒနာသေးလာလို့ငွေကျပ်9000နဲ့ဆေးရုံလာပြစင်မှာမိခင်ဖြစ်သူဟာဆေးရုံမှာတည်ဆုံတဲ့အခါမှာတကြိုးစရာစရိတ်မရှိတော့လို့လူမှုကွန်ရက်အသင်းထံကိုဆေးရုံကနေအလောင်းထုတ်ကတကြိုးဘေးကိုဆက်ကြောတဲ့လူငယ်ကအကူအညီတောင်းလာကြောင်း တောင်ဝချင်းဆိုင်နန်းတော်လူမှုကူညီအသင်းကအစအဆုံးကူညီပေးခဲ့တယ်လို့လည်းသိရပါဗျ။နေမြေအေးချမှုမရှိတဲ့ကရင်ပြည်နယ်တန်တော်ခရိုင်လိပ်တော်မျိုးနယ်ကွယ်၅မိုင်ကြီးပါမှာနေရဆွတ်ခွာနေထိုင်ရတဲ့အဆိုပါလူငယ်ရဲ့မိသားစုကတော့မိခင်အပါအဝင်လူမမယ်ညီမငယ်နဲ့ညီငယ်တအုပ်လည်းရှိတယ်လို့လည်းသိရပါဗျ။ဖခင်ဖြစ်တဲ့သူကသူ့ရဲ့ညီအငယ်ဆုံးဖြစ်သူသုံးနှစ်သားအရွယ်ကလေးကဆုံးပါခဲ့ပြီးတော့ဒီနှစ်တည်းအတွင်းမိခင်ဖြစ်သူနဲ့အတူရုန်းကန်နေရတယ်လို့လည်းသိရပါဗျ။ ။နေစင်ကလေးကကြောင်းနေထိုင်ပူခြင်းလည်းမရှိသလိုအသက်၁၄နှစ်ကျော်အရွယ်ပြည်ရင်းပရိပခ္ခရီအရှိန်မြင့်နေတဲ့ကာလ၂၀၂၃ခုနှစ်အတွင်းမှာသူတို့နေထိုင်ရာ၅မိုင်ကြီးဝါနီစစ်ရှိန်မြင့်လာလို့နေမြေမအေးချမ်းတာကြောင့်ဘေးဘဝင်ခြင်းကရွာမှာပြောင်းရွှေ့ခိုလုံရင်းနဲ့မိခင်နဲ့ညီညီမကတရွာသူကတခြားတရွာမှာစင်းငါအဖြစ်နဲ့တွားရောက်နေထိုင်လုတ်ကိုင်းကမိသားစုဆောင်ရွက်နေရေးကိုဖြည့်ရှင်းခဲ့ရတယ်လို့မိခင်တည်ဆုံးလို့ တကြုံမှုအခက်ခဲကြုံတွေ့နေရတဲ့ဆယ်ကျော်သက်လူငယ်ဖြစ်သူရဲ့ကြုံတွေ့ခဲ့ရတဲ့အခြေအနေကိုလမ်းတော်လူမှုကွန်ရက်တဲ့ဥက္ကဋ္ဌကဆိုပါတယ်။လုံအားကကြိုထုတ်တာပါလာတဲ့ဆင်းရုံရောက်တော့ဈေးဝယ်ရတာနဲ့ငွေကလည်းမကျန်တော့ဘူးလူတွေတအားချက်တဲကြတယ်ငွေကြေးကလည်းမပြည့်စုံဆင်းရုံစီကံစီးပွားကတအားကုန်တယ်ဖုံဖုံတို့လည်းနေစဉ်ဝင်ရထွက်ရကူရတော့မြင်နေရတယ်သူ့အမေကဈေးရုံမှာတရက်ပဲခံနေဆုံးသွားတော့တကြုံစီမရှိဘူး။ အလောင်းပြန်တယ်ဖို့လည်းပြန်စရာနေရာမရှိဘူးဆွေမျိုးသားချင်းတွေလည်းတကွဲတပြားဖြစ်နေကြတော့အဆက်အသွယ်ကမရှိဘူးအဲ့လိုနဲ့ဘေးကလေးကတချို့သောဖုံဖုံတို့စီကိုရှောက်ပေးတယ်အကူကြီးနဲ့တောင်းတယ်အဲ့လိုနဲ့ပဲပိုင်ရှင်မဲ့ဖြစ်ဆင်းုံကနေထုတ်ပြီးတော့အသေးနဲ့နဲ့တကြိုးဖို့လုပ်ပြရပါတယ်လို့မိန့်ပါတယ်သားသမီးတွေမိခင်ကိုနောက်ဆုံးကတော့နိုင်ဖို့လဲတခြားရမှာကြံရှိနေတဲ့လူမမယ်ကလေးနှစ်ဦးကိုနန်းတော်လူမှုကွန်ရက်အသင်းကပဲသွားရောက်ခေါ်ဆောင်ပေးခဲ့ရတယ်လို့သိရပါတယ်အကိုကြီးဖြစ်တဲ့တရင်ကားလူငယ်ကတော့မိဝမဲ့သွားတဲ့ညီငယ်နဲ့ညီမငယ်ကို အလုံးလုံးကိုင်းတဲ့အင်စီခေါ်ဆောင်က အတူတူနေဖို့ခလုံးခွဲတောင်းမယ်လို့ဆရာတော်စီကို သူ့ရဲ့အစီအစဉ်ကိုပြောပြတာကြောင့်သူငားရမ်းသူလေပိုင်းရပိုင်းတွေက တင်းငါတဦးကိုနေစရာစားစရာကားစားစီစဉ်ပေးရမှာလို့ညီညီမတွေနေထိုင်လို့အဆင်မပြေရင်ဆက်လက်ကူညီပေးသွားမယ်လို့လည်းလူငယ်ကိုအားပေးကူညီပြပုံကိုဆရာတော်ကမိန့်ပါတယ်။ဆရာတော်ဦးသူရိစာကတော့ရဲလဲလဲဖုံဖုံတို့ကိုပင့်ဖိတ်ပြီးမှကုသိုလ်ပြုတာတွေလုပ်ပြီးမှပြမြောက်တာမဟုတ်ပါဘူးလို့ကောင်းလေးတက်နိုင်တယ်လို့လမ်းပြဆိုင်ကမဟင်းကားလေးပဲဝဲပြီးဖုံတော်ကြီးကြောက်မှဆရာတော်ကိုလာကက်လေအလှပါပဲဆိုတာမျိုးပေါ့။ ူ့ကိုပြောပြရတယ်။ညီညီမတွေခေါ်သွားဖို့ခက်ခဲရင်လည်းကလေးနှစ်ဦးကတော့ဖုံဖုံတောင်ကိုမျိုးပေါ်မှာရေဘေးရှောင်စကန်တွေစစ်ဘေးရှောင်စကန်တွေလည်းရှိပါတယ်။ပညာရေးကျန်းမာရေးကစမိဖက်အသင်းတွေဆောင်ရွက်နေကြတာမလို့ကလေးတွေပညာသင်ကြား권လည်းရမယ်။အခုကဒီကောင်လေးကအကိုကြီးဖရာအောက်ထင်းသူမလို့သူ့ရဲ့ဆုံးဖြတ်ချက်ပေါ့လိုရာအကုံဒီဘက်ကကူမယ်လို့ဆက်လက်မိန့်တော်မူခဲ့ပါတယ်ရှင်။ဆက်လက်ပြီးတော့လည်းဘင်္ဂလားဒေ့ရှ်ရဲ့ ဒီကလေးစိမ်းမှာမီးလောင်လာကြောင်းလေကြောင်းခင်းစင်တွေဆိုင်ခံရတဲ့အကြောင်းဖော်ပြပေးကြပါရစေ။ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့တော်မှာရှိတဲ့အဓိကအပြည်ပြည်ဆိုင်ရာလေစိမ်းရဲ့ကုန်တင်ကုန်ချကိတ်မှာအောက်တိုဘာ၁၈ရက်ကမီးလောင်မှုဖြစ်ပွားတာကြောင့်လေကြောင်းခင်းစင်တွေအလုံးဆိုင်ခံခဲ့ရကြောင်းတောင်းရှိတဲ့သူတွေကဆိုပါရစေ။ပင်မလေစိမ်းဂိတ်အပေါ်တက်ရောက်မှုမရှိပေမဲ့ပြည်လားတက်ရှောင်းအနက်ရောင်မီးခိုးလုံးတွေဖုံးလွှမ်းခဲ့ပါရစေ။အောက်တိုဘာ၁၈ရက်နေ့လယ်ခင်းလောက်ကလောင်ကျွမ်းတဲ့အဲ့ဒီမီးကိုမီးသတ်တပ်ဖွဲ့38ဖွဲ့ကမီးသတ်ခဲ့ပြီးတော့ ။နောက်ပိုင်းမှာလုံချိုရေးတပ်ဖွဲ့တွေကလာရောက်ကူညီညှိတက်ခဲ့တဲ့ကြောင့်မိသက်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကဆိုပါရယ်။လေစိတ်အနာပိုင်တွေကတော့တယ်လီဖုန်းဆက်သွယ်မှုတွေကိုချက်ချင်းပြန်လည်ဖြေကြားခြင်းမရှိပေမဲ့လေစိတ်တာဝန်ရှိတဲ့သူတွေရဲ့ Daily Star သတင်းစာကိုပြောပြခြင်းအရလေကြောင်းခီးစင်တွေဟာတခြားလေစိတ်ကိုလမ်းကြောင်းပြောင်းဆင်းသက်ခဲ့တယ်လို့ဆိုပါရယ်။ဒဏ်ရာအနှင်းငယ်ရရှိထားသူ၄ဦးကိုတော့စီးရုံကိုပို့ဆောင်ပေးခဲ့တဲ့ကြောင့်ကျမ်းမာရေးဌာနကအကြီးတန်းတာဝန်ရှိတဲ့သူကဆိုပါရယ်ရှင်။